အားလုံးမင်္ဂလာပါခင်ဗျာယနေ့24ရက်10လ2025ယနေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြင့်ရဲသွုံးဘော်ရဲ့စစ်သည်လေးတွေနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်ပြီးမှကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပြီးဖို့မြေတားရက်ခံအပ်ပါတယ်ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ ရှမ်းမြောက်ဒေသကစစ်သည်တွေကနေတိုင်းထူးခြားမှုရှိနေတာတော့အမှန်ပါပဲဒါကြောင့်ကြားနဲ့လူရီဥရောကတော့ကွန်ဟိုင်းနောင်ခမ်းတစ်ဖက်ချမ်းကတရုတ်ပြည်နယ်စပ်ထဲရောက်နေကြတဲ့တရင်ကို ရရှိထားပါတယ်မိုင်းကုန်ဘက်မှမလုံခြုံတော့လို့မင်းညာကမိုးကုတ်ကြောက်လုတ်ွက်တွေဘက်ကနေရလာတဲ့ငွေတွေကိုကန်းချောင်စည်းပါတဲ့ရင်တန်းနဲ့ချီတက်သွားကြလေရဲ့ဒါဘုံကျော်မုတ်စိတ်ဒါကြောင့်တရား လူရီဥရုဆိုတဲ့ပလောင်အကြီးပိုင်းကအဖွဲတွေဟာတရုတ်ပြည်ယူနန်ထဲမှာအိမ်တွေကိုစီစောက်ထားကြပါတယ်။လာရှုဘက်မှာတော့ကိုလရွှေတို့ရဲ့သူပြည်နယ်မှူးကြီးကပရိုမိုးရှင်းရရှိသွားတဲ့သတင်းကိုတော့ကြိုဆိုရမှာပါ။ Congratulations ပါခင်ဗျာ။ဘိုဒေဒရာနဲ့မန်လီရောအကြမ်းမှာရေမချိုးပလောင်တွေကခံစစ်ပြင်ထားတာရှိပါတယ်။စစ်သည်တွေကအများကြီးရှိပါသေးတယ်။ လုံတုံးကင်တုံးမို့ခဏတာတီးခံပေးပါခမညာမုတ်ကုတ်ပချန်စစ်တရင်ကိုလည်းတီးခံပါဦးခမညာလုံမလာထဲမှာစစ်တရင်ဒုမြာရှိပါလိမ့်မယ်ဒီချက်ပို့ပြီးဖော်ပြခွင့်မရှိသေးပါဘူးခမညာရဲသုံးဘဝအတိုင်းမီနဲ့တက်မတော်မျက်နှာပဲကြည်ပါတယ်အချက်အဆင့်ဘဝတွေကကွန်ဘတ်နဲ့ကောင်တာရဲ့ psychological warfare နိပြအရာရှိတင်းနှင်းစင်းပြီးသူအသက်60ကျော်စစ်သားဟောင်းများဖြစ်လို့တစ္ဆာရှိရှိတရီတာလောက်ကိုင်းဆောင်ရွက်သွားကြမှာပါဆီယံသမားများနဲ့တငယ်ကြီးအားလုံးကိုလေးစားယူသေးစွာဖြင့်ရဲသုံးဖို့ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆီယံမင်းတုံတရရေးသားတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာ အေအေကလူရန်ဝင်ရင်လည်း UN ကအကျိုးစီးပွားကိုမြင်တယ်။ဒီမျိုးကိုခြေချရင် OICC ကငွေဘလောက်ရမယ်ဆိုတာကအစား UN ကတွတ်ထားပြီးနေလောက်ပါပြီ။ဒါကမသိမမြင်တာကထုံးမြတ်နိုင်တို့အေအုပ်စုတွေပါ။ရခိုင်မြောက်ပိုင်းအရေးကဒီမိုကရေစီမဟုတ်တယ်လို့ဖက်ဒရယ်လည်းမဟုတ်ပါဘူး။တကယ်ပြဿနာကဒီမိုဂရဖီဆိုတဲ့လူဦးရေနဲ့ဆိုင်တဲ့ပြဿနာပါ။ ဒီပြဿနာကရခိုင်မြောက်ပိုင်းတစ်ခုတည်းမြန်မာပြည်မှာပဲဖြစ်နေတဲ့ပြဿနာတော့မဟုတ်ပါဘူးတစ်ကမ္ဘာလုံးဖြစ်နေတဲ့ပြဿနာတစ်ကမ္ဘာလုံးရင်ဆိုင်နေရခံစားနေရတဲ့ပြဿနာပါလူတွေဟာစီးရဲနိုင်ငံရေးဒီမိုကရေစီ အရေးကိုသာသူတည်သနာပြုပြီးအပြေရှာနေကြတာဒါပေမဲ့ဒီမိုဂရဖီဆိုတဲ့လူဦးရေနဲ့ဆိုင်တဲ့ပြဿနာလူဦးရေ အချိုးမညီမှုပြဿနာတွေကိုတော့ Liberal Democracy ကောင်းစဉ်အောက်ကနေဘယ်သူမှသူ့ဒေသနာမပြူကြမလိကြမလိလာကြသလိုပါပဲအထူးသဖြင့် Islam ဘာသာနဲ့ဘာသာဗေဒစိတ်ပညာလွှမ်းမိုးမှုကိုနှစ်ပေါင်းများစွာလက်လျူရှုခဲ့ကြပါတယ်ဆိုကြပါစို့ Islam မှာဒရေတားစီမတုံးရဘူးအလာကတမ်းမြစ်ပါတယ်အမျိုးသားတို့ဟာမျိုးသမီးလေးဦးအ ਨੇ ဆုံးယူဝင့်ရှိတယ်လို့ကိုရန်ကဆိုထားပါတယ် အာဘကမဆိုရင်အမျိုးသားက73နှစ်အမျိုးသမီးငယ်က9နှစ်ဆိုရင်အိမ်တော်ပြုဖို့အလားဟောတယ်ဆိုတာတွေကဘာမှမဟုတ်ပါဘူးဒါဘာသာရေးဆိုင်ကိုဖြစ်သလိုဒီမိုဂရဖီအရာသူတို့ဘာသာကဘာကိုလွှမ်းမိုးလာရေးပါပဲဒီလိုလွှမ်းမိုးနိုင်မှုအတွက်လဲခေပေါင်းနဲ့ပြော့ွက်ဟာကက်တွေရှာလေးရှိကြပါတယ် ဒါကြောင့်ရခိုင်မြောက်ပိုင်းဟာဒီပါသာဝင်တွေရဲ့ဂေပေါက်ပြောက်ွက်ဟာခွက်ဖြစ်လာနေတာကို တွေ့ရပါတယ်။အထူးသဖြင့်ဘူအစိုးရအားမပါဘဲဝင်ရောက်ဆွတ်ဖက်လို့ရမယ်လို့ကြိုတွဲထားကြတာမို့ရခိုင်က အန်ဒီတော်တော်ကြီးသွားပြီလို့မြင်မိပါတယ်။လီကွန်ယူပြောတာကိုသတိရမိပါသေးတယ်။လီကွန်ယူကအနာဂတ်ကမ္ဘာအရေးတွေကို ဆုံးဖြတ်မဲ့အရာဟာဒီမိုဂရဖီဆိုတဲ့လူရင်နဲ့ဆိုင်တဲ့ပညာပါပဲတဲ့။ တခါလီဗန်ယူကပဲဆက်ပြောပါတယ်ဒီမိုကရေစီမဟုတ်ဘဲဒီမိုဂရဖီကသာလျင်21ရာစုရဲ့လုံခြုံရေးနဲ့ကြီးထွားမှုအတွက် အရေးကြီးဆုံးအချက်ဖြစ်လိမ့်မယ်လို့ဆိုတမ်းပြန်ပါသေးတယ်ဒါကြောင့်အေးအေးရခိုင်တွေဒီမိုဂရဖီပြဿနာကို နားလည်ဖို့လိုအပ်ပါကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာဒေအောင်ရေးသားထားတဲ့ မြန်မာနိုင်ငံကြားဖြန့်ကိစ္စနဲ့ပတ်သက်နေတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါရယ်ခင်ဗျာမြန်မာနိုင်ငံတွင်းမှာကြားဖြန့်လုပ်ငန်းသုံး Starlink ဆက်အလုံး2500ကျော်ကို SpaceX ကပိတ်သိမ်းပါတယ်မြန်မာနိုင်ငံလိမ်လည်မှုစင်တာများမှာ အလုံးလုံးသူ ထောင်ကဲရာကောင်းများစွာထိုင်းဘက်ကိုထွက်ပြေးနေပြီးတော့အချို့ယင်းနစ်သေးဆုံးမှုများလည်းရှိပါတယ် မြန်မာနိုင်ငံဝေလံကောင်တီဒေသမှာရှိတဲ့စိုက်ဘာလိန်လေဂိုင်းများမှာအုံပြုနေတဲ့ Stanley ဆက်ပစ္စည်း2500ကျော်ကို ပိတ်ပစ်လိုက်ကြောင်း Elon Musk ဦးဆောင်တဲ့ SpaceX ကုမ္ပဏီကဗရုနေမှာကြေညာခဲ့တယ်လို့တူရကီအစိုးရပိုင်းအနာဒိုလူသတင်းအေဂျင်စီ23ရက်အောက်တိုဘာ2025ကရေးပါတယ် ဂျုံတောင်ဂျုံငယ်စီကံချိုးဖောက်မှုကိုဖော်ထုတ်တွေ့ရှိရတဲ့အတွက်ကမ္ဘာတဝန်းမှာရှိနေတဲ့ဥပဒေစုမိုးရေးအေဂျင်စီများနဲ့ဘူပေါင်းဆောင်ရွက်ခြင်းအပါအဝင်တင့်လျော်တဲ့အရေးယူဆောင်ရွက်မှုများကိုပြုလုပ်နေတယ်လို့ Space A ရဲ့ Starlink ဌာနစီးပွားရေးလုပ်ငန်းလက်ပတ်မှုဆိုင်ရာဒုဥက္ကရာ Lorraine Dria ကပြောပါတယ်ဥပမာမြန်မာနိုင်ငံအတွင်းမှာလိင်နေမှုစင်တာလို့တန်တရားရှိတဲ့နေရာများအနီးတစ်ဝိုက်မှာရှိတဲ့ Starlink ကိ2500ကျော်ကိုချုပ်တင်ဖို့တုတ်ပြီးပိတ်ပစ်ခဲ့ပါတယ်လို့အမေရိကန်လူမှုမီဒီယာကုမ္ပဏီ A ရဲ့စာမျက်နှာမှာဒုတိယဥက္ကဋ္ဌလော်ရင်းဒရီယာကမှတ်ချက်ပေးထားပါတယ်။တီးခြားအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့လိန်လေတဲ့ဖုံးခေါ်ဆောင်မှုစင်တာတွေမှာအလုပ်လုပ်ကင်နေသူတရုတ်နိုင်ငံသားရာပေါင်းများစွာတို့ဟာမြန်မာတပ်မတော်ရဲ့နှိမ်နှင်းမှုမှလွတ်မြောက်ဖို့အတွက်ကြာတာပရင်းနေမှာ ိန္ဒိယတိုင်းနိုင်ငံအတွင်းကိုရေကူးပြီးထွက်ပြေးခဲ့ကြတယ်လို့ထိုင်းသတင်းစာ Time PBS ကဆိုပါတယ်။တန်တရားရှိတဲ့တရုတ်လိန်နေသူအများအပြားတို့ဟာမဲဆောက်ခရိုင်ဗန်မဲကူကိုင်းသားမှဆောင်းကရှိနေတဲ့မြစ်တစ်ဖက်ကန်ထိုင်းမှချမ်းကိုထွက်ပြေးခဲ့ကြပြီးအဲ့ဒီမှာစစ်စစ်မင်းမြတ်မှုဖမ်းဆီးထားတယ်လို့ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ သတင်းတကြောအရမြေရေစီးကြောင်းပြင်းထန်မှုမှာအတော်များများရေနစ်သေဆုံးခဲ့ကြကြောင်းတချို့ကတော့ဒီရုပ်နိုင်ငံကို ပြန်ဖို့ခံရမှာကိုစိုးရိမ်ပြီးထိုင်းနိုင်ငံကိုဥတီမဲ့အစမြန်မာနိုင်ငံအတွင်းနေရအနှံ့ကိုထွက်ပြေးနေကြတယ်လို့သိရှိရပါတယ်။ထွက်ပြေးလွတ်မြောက်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ထိုင်းနယ်စပ်တချို့မှာရှိတဲ့တပ်ဖွဲ့ဝင်အင်အားကိုဖြစ်တင်းထားကြောင်း နေနေမှုပြင်းထန်လာတာနဲ့အမြတ်နေဆက်ဖြတ်ကျော်ဖို့ကြိုးစားနေတဲ့လိန်လေသူအည်အတွက်ကလည်းတိုးမြင့်လာမယ်လို့မျှော်လင့်ရကြောင်းသတင်းမှာဆက်လက်ဖော်ပြထားပါတယ်။ယမနီလူမှုကွန်ရက်မှာပြန့်နေနေတဲ့ဗီဒီယိုများအရာမြန်မာနိုင်ငံကင်းပြည်နယ်မှာရှိတဲ့ကြမ်းဖက်စင်တာများက ထွက်ပြနေသူယာပေါင်းများစွာတို့မှာတရုတ်လူမျိုးများသာမကမြန်မာအင်ဒိုနီးရှားနဲ့အခြားနိုင်ငံသားများပါဝင်နေကြောင်းတွေ့မြင်ရပါတယ်။ နာမည်ဆိုးနဲ့ကြော်ကြတဲ့ KK ဘက်ကိုအော်တိုဘန်လ19ရက်နေ့မှာမြမတက်မတော်ကတင်နှင်းခဲ့ပြီမဲ့အဲ့ဒီနေဟာတိုင်းမြမနယ်စပ်တစ်လျှောက်ပြန့်နှံ့နေတဲ့ကြားဖြန့်စင်တာအခု30ခန်းအနက်တခုသာဖြစ်ကြောင်းအရှင်းတော်အရအွန်လိုင်းလိန်လည်မှု အစီအစဉ်များမှာလာသာကောင်းအလုပ်ရမယ်လို့ကဘာအရရကနေသွေးဆောင်ခေါ်ယူခံရသူနှစ်သိန်းခန့်ရှိမယ်လို့ ကိုလသမဂ္ဂကကမန်ထံပြီးနှစ်စဉ်ဒေါ်လာဘီလီယံကျီရရှိနေတဲ့ဒုစရိုက် လုပ်ငန်းကြီးဖြစ်နေတယ်လို့ BBC က21အောက်တိုဘာ2025ကရေးသားခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဇန်နရီမိုးရေးသားတဲ့သတင်းဆောင်ပါးလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကနေစပြီးတော့ရေတွက်ရေရုပ်ကွယ်ဂျင်းမာဘုကရပောင်း60ကျော် 69ရက်လောက်ပဲကြံပါတော့မယ်ကာလအပြည့်ဆိုရင်2လပဲကြံတော့မယ်ဆိုတဲ့သဘောပါစေအောင်ချိုရေးညညာထားတဲ့ရပောင်း90ကလည်းတဖြည်းဖြည်းကုံဆုံးဖို့နီးကလာပါပြီဒါကလည်းတကယ်တော့ရွေးကောက်ပွဲအတွက်အဟံသဘောပါရဲ့စစ်စင်ရေးဆောင်ရွက်လို့ကောင်းအောင်ညညာထားတဲ့သဘောပါပဲတမရော်အတွက်ကတော့ရွေးကောက်ပွဲမတိုင်ငင်ရွေးကောက်ပွဲကာလနဲ့ရွေးကောက်ပွဲလွန်ကာလထိတိုင်အောင်ဆင်ခဲ့တက်တန်းတို့ပြီးနေမြေရှင်းလို့ရပါသေးတယ် NSPNC အနေနဲ့ NCA စနစ်ပြည်ကနေရလာတဲ့ဆွေးနွေးချက်တွေကိုရွေးကောက်ပွဲမတိုင်ခင် ကာလတချို့လုံးတင်လုံးထိုက်တာလေးတွေဆက်လုပ်နေရမယ့်လုပ်ငန်းစဉ်တွေရှိနိုင်တာလဲသတိပြုမိပါတယ်။ဒါကရွေးကောက်ပွဲကဒက်စင်ပေါ်ပေါက်လာမဲ့လွတ်တော်အတွက်လဲအကျိုးရှိပါစေလိမ့်မယ်။လွန်တော်မပေါ်သေးခင်ကာလမှာအပြန်အလှန်ယုံကြည်မှုဂရီကိုတွေရဖို့ခေါင်းစဉ်ရှာပြီးတွေးဆမှုတွေလုပ်နေရမှာပါ။ အထူးသဖြင့်ရွေးကောက်ပွဲမတိုင်မီကာလမှာရှမ်းမြောက်ဘက်ကမြို့တွေကိုနိုင်ငံရေးစီးရင်းနှီးနဲ့ရနိုင်အောင် လုပ်နိုင်ရင်တော့မလွဲမသွေကိုအတိအမဲ့ပြုရပါလိမ့်မယ်။ဗိုလ်ချုပ်ကြီးနေဝင်ဦးဆောင်တဲ့60နှစ်ကာလမှာတချို့ပြုပြင်ပြောင်းလဲမှုတွေခတင်းတင်းလုပ်ခဲ့သလိုဆုံးဖြတ်ချက်ရည်ပြတ်ပေးနိုင်တဲ့ဒီကာလမှာနှစ်ဖက်အယွန်တင်းတဲ့ညှိနှိုင်းမှုတွေလုပ်နိုင်ရင်လွတ်တော်ပေါ်ပေါက်တာနဲ့ချက်ချင်းအကောင့်တွေပေါ်လို့ရမယ့်ကိစ္စတွေလည်းရှိလာနိုင်ပါတယ်။ စီရင်မှာတော့ဒုံတို့ဓာမယ်ဆိုတဲ့နေမြမှာဒီရ90ကာလအတွင်းအ ਨੇ ဆုံးမိုင်းလုံးမိုင်းငော့မိုးကုတ်မိုးမိန်နဲ့နမ်မတူမြို့တွေကမြက်ခုံးခတ်လုံးလုံးဖြစ်နေတာတွေ့ရပါတယ်။ကြောင်မဲကနေဒီဘောတိမ့်ဖို့နှစ်ပတ်ပဲအချိန်ယူခဲ့တဲ့တမတော်ဟာတေချာပေါက်အနားယူဦးမှာမဟုတ်ပါဘူး။တပိတ်ချင်းနဲ့မရိယာကြားကစင်ကူးကိုဖျက်ပိတ်နိုင်ရင် မိုးကုတ်အတွက်စစ်ကူလုံးဝမရှိတဲ့အနေအထားမျိုးထိရောက်သွားပါလိမ့်မယ်။ တေချာရာကတော့စီဦးကျိုးသွားတဲ့ပလောင်တွေအတွက်တိတ်မကြခင်ရပိုင်းအတွင်းမှာ နောက်ထပ်တမျိုးပြီးတမျိုးတက်မတော်ကတိမ့်ပိုက်ပြပါဦးမယ်အစိုးဆုံးကတော့ပလောင်ရှိလို့လေချောင်းတိုက်ခိုင်းမှုလုတ်ခံရတယ်ဆိုတော့ message အချို့ကလည်းအတော်လေးတက်ရောက်မှုကြီးပါတယ်ပလောင်ကောင်းကောင်းတွေမှာနိုင်ငံရေးရေချိန်နေမှာတာကိုလက်ရှိအခင်းချင်းမှာကောင်းကောင်းမြင်တွေ့ခွင့်ရလိုက်ပါတယ် အထူးသဖြင့်ပလောင်တွေကကြောင်မဲ့ဒီဘောကနေဆုတ်ခွာရတာကဒေသခံရှမ်းလူမျိုးတွေကမညီညွတ်မပူပေါင်းလို့ဒေသိန်နဲ့လူမျိုးရေးစိတ်ထားကြောင်းလို့ဆိုပါတဲ့ရေမချိုးတွေထိန်းချုပ်ထားတဲ့ဒီကာလတစ်လျှောက်လုံးမှာနောင်ချိုကြောင်မဲ့ဒီဘောအတွက်ဗာမားဒေသအကျိုးပြုလုပ်ငန်းတွေလုပ်နိုင်ခဲ့ကြပါတယ်လူမျိုးစုံရှိတဲ့ဒေသတခုမှာအုတ်ချိုရေးရန်ရလေပတ်ဖို့စူးစမ်းကြတဲ့အချိန် ရှမ်းတွေရဲ့ identity ကိုဖျက်ပြီးပလောင်အမတ်သတရုတ်တရံတွေနဲ့ပလောင်ပြီးနေဖြစ်ထွန်းဖို့ကိုပဲဒီဇိုင်းမမဲ့ကြိုးစားအထုတ်ခဲ့ကြတာမဟုတ်ဘူးလားလက်ရှိကုခိုင်နဲ့နံပါတ်ကကြားကစကြာနေမြေမန်ဒွန်ထက်နဲ့မဘိအတက်ကစကြာနေမြေတွေမှာ KIA နဲ့ TNLA MNDA တို့ဖြစ်ခဲ့တဲ့ပြဿနာတွေကရောအကျိုးစီးပွားအရနေမြေလူတဲ့ပြဿနာတွေပဲမဟုတ်ဘူးလား လက်ရှိတမတော်ကဒီကြောင့်တိုက်ခိုက်မှု လုပ်နေပါတယ်ဆိုတော့မိုးကုတ်မိုးမိတ်မိုင်းငော့ဒေသတွေကပလောင်တွေရဲ့မူလဌာနီမူလဌာနီမြေဟုတ်ခဲ့ပါလို့လားမဟုတ်ရင်ရှင်းရှင်းလေးပါ ပြန်ဆုတ်ဖို့သူများနေမြေတွေကိုအရမသိမ့်ပိုက်ခဲ့ခြင်းတုန်းကလိုချင်ရင်တိုက်ယူလို့ပြောခဲ့ပြီးကမှအခုကြမှာတမတော်ကမတရားလေကြောင့်တိုက်ခိုက်မှုလုပ်နေပါတယ်တဲ့လားရင်ချင်းမူလဲမသိလူချင်းကိုမသိတဲ့ပလောင်တွေကမြို့ကိုသိမ့်တော်လဲ တကြင်းဖြစ်စည်းတယ်လက်လွတ်ချိန်မှလည်းမဆန်းရတဲ့အမဲသဲနဲ့ပတ်ခဲ့တယ်ဌာနဆိုင်ရာဆော်ဦးတွေဆိုတာမြို့အုပ်ချုပ်ရေးအတွက်အခြေခံရန်ညရတွေပါပဲဒီဒေသကပြည်သူတွေမှာအရေးပေါ်နာရေးဖြစ်ရင်တော့မိသက်ကားတွေမီးရှို့ခံရလို့မရှိတော့ပါဘူးဆင်းရုံသုံးပစ္စည်းတွေတုံခိုးသွားလို့မရှိတော့ပါဘူးဒီလောက်စော်ကားသွားခဲ့တာတောင် သေးသိမ့်တဲ့လူလူစိတ်ထားကြောင့်ပလောင်တွေဆုတ်ရတာပါလို့ခေါင်းစဉ်တက်ဝန်ကြသေးတယ်ပေါ့လေ ။တမိုင်းတွေကတပတ်လဲတဲ့လို့ဝုတ်တွေကလည်းလဲတဲ့ပါတယ်။လက်ရှိပလောင်တွေသိမ်းထားပါတယ်ဆိုတော့မိုးကုံမျိုးကကောက်ကွင်းတော့အကောင်အတိုင်းရှိနေသေးလို့လား။အချိန်တန်စစ်ရှုံးလို့ပြန်ပြေးရရင်တော့မိုးကုံမျိုးကအနာဘလဘောနဲ့ကြံခဲ့မဲ့အဖြစ်မျိုးပါ။တခုမှတောင်းဆိုပါတယ်။တမတော်ဒုစကနန်းဆန်မျိုးကို ရောက်တဲ့အခါတခြားမျိုးတွေကိုမိလောင်တိုက်သွင်းပြီးဖြက်စီးခဲ့သလိုမျိုးနန်းဆံမျိုးလည်းအကောင်းပဂရီအတိုင်း ကျန်နေနိုင်ပါစေလို့ပဲမျှော်လင့်ပါရယ်အာဆီယံဖွဲ့စည်းတွေထဲမှာအကျိုးစီးပွားအရာမူလချတာတွေဘလို့ရှိရှိအဖွဲ့ကွဲတွေနဲ့နှချမ်းကွဲစပြုလာပါရယ်ဒါကလည်းရုရှားရဲ့အရှေ့ပြားဒေသဗိုလ်မျိုးတိုးတက်လိုမှုရဲ့စီးပွားရေးဈေးကွက်သဘောတရားအရာအင်ဒိုပစိဖိတ်ဒေသကတခြားအင်အားကြီးနိုင်ငံတွေအတွက်မျက်စိကျစရာဖြစ်လာတာတော့မဆန်းဘူးပေါ့လေ SEO အစည်းအဝေးမှာအာဆီယံဒေသတွင်းကဘယ်နိုင်ငံတွေ တက်ခဲ့သလဲဆိုတာကိုချင့်ကြင်လိုက်ရင်သူ့လူငါလူဆိုတဲ့အနေအထားမျိုးကအစောကတည်းကရှိနေခဲ့ပြီးသားလို့ဆိုလို့ရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်ကိုရအောင်လှုပ်ပေးနိုင်ခဲ့တဲ့ဂုံတိတ်ခါရဲ့တရုတ်ပါဝါကို handle လုပ်ချင်တဲ့ Donald Trump အကွက်တွေကတော့သူ့ပါစင်နေနဲ့ China containment policy အရာကို မဖြစ်မနေတက်ရောက်ဖို့များပါတယ်။ ချိုင်းနာကတော့တောင်တရုတ်ပင်လယ်အရေးမှာအငင်းပွားစရာတွေရှိလေတော့တစ်ဖက်ကကြည်ပြန်ရင်နောက်နေ့အာဆီယံဥက္ကရာကဖိလစ်ပင်ဖြစ်မဲ့အရေးမှာသိလိုလားဟန်မရှိတော့မတက်ဖို့ဆုံးဖြတ်လိုက်လေသလားပေါ့လေအိန္ဒိယနဲ့ရုရှားကလည်းမတက်ဖို့များသလိုမြန်မာကလည်းဖိုက်ဘီစီအရေးကြောင့်နှစ်ဖက်ဆိုင်တာဥမဲ့သဘောလိုပဲယူဆရတယ်ဒါပေမဲ့မလေးသတင်းစာတွေဆိုတာကလည်းအစိုးရအဘော်မပါပဲတချို့သတင်းတွေစိတ်ကူးရင်ရေးလို့ရသလားပေါ့လေ မလေးနောက်ွယ်မှာတချို့တွန်းအားတွေရှိနေတာကိုထင်ထင်ရှားရှားမြင်တွေ့ခွင့်ရလိုက်တယ်လို့ဖိုက်ဘီစီလည်းအွေမဖြစ်တာကိုကောင်းကောင်းသဘောပေါက်သွားခဲ့ပုံပါပဲအာဆီယံအနေနဲ့မြန်မာကိုအာယုံစိုက်စေခြင်းရင်လောက်ရမှာတခုတည်းပါပဲလက်ရှိလက်နက်ကင်ပြိပကကိုသာအမြန်ဆုံးခြုံငိမ့်အောင် လုပ်လိုက်ပါထဝယ်ရင်နဲ့စိတ်ကန်းကို နောက်တက်လာမဲ့အစိုးရလက်ထက်မှာအမြန်ဆုံးအကောင့်ထဲပေါ်လိုက်ပါကုမင်းကြောက်ဖြူ ကုမင်းမန္တလေးတီလဝါစသဖြင့်ကုံသွယ်မှုကိုစတင်နိုင်အောင်လုပ်ကြည့်လိုက်ပါမလကရဲ့ထဝဲကုံသွယ်မှုလောက်ကကုံသွယ်မှုလမ်းကြောင်းရှော့ချနိုင်လို့ကိုထဝဲကနေတေချာပေါက်ဖြတ်ပါလိမ့်မယ် KNU တောင်ကြားပြန်အရေးမှာကြားညက်ပြီးရှင်းခံရတာက geopolitics ရဲ့အစွန်းအတွက်ရိုက်ခတ်မှုပါပဲ။ ဝါနဲ့ကရင်ရီမှာမြေရှားပြဿနာရှိတယ်။ရခိုင်ကမွေးစည်းဝါနဲ့လူမျိုးတုံးပြဿနာရှိတယ်။ဆက်တွဲရင်ဘိုးအစိုးရရဲ့ပါဝါကို ပြဖို့အခွင့်အလမ်းတွေအများကြီးပါ။နောင်ဇန်ကနောင်ဇကွန်ကာလတွေမှာတမ်ရော်ရဲ့ဒိုးစစ်ကကိုးပန့်တွေနဲ့ရှိခဲ့တယ်။တပွဲတဲ့သီးသန့်ဆိုပေမဲ့အဲ့ဂရေကမြောက်ပိုင်းမာမိတ်အခန်းရှိထားတာ။ ကုန်းချမ်းကနေမြေကန်တရင်အတိုက်ခံရတဲ့ဖြစ်စဉ်တွေကုတ်ခိုင်လမ်းပေါ်စကြေတက်ကောက်တဲ့ပလောင်နဲ့လွတ်လည်ရင်းနေမှာနေကြဆောင်စကန်တွေကိုတိုက်ခဲကြတဲ့အီအီရီရဲ့နောက်ွယ်မှာအစောကတည်းကတီးချမ်းပလန်ကိုစီရှိခဲ့ကြပါတယ်။တစ်ဆင့်နှစ်ကွန်ဟာသာလွန်အင်အားစုတွေရဲ့ပြင်နီးပညာတွေပါပေါင်းဆက်ဆင်နေခဲ့တဲ့ထူးခြားစီးရဲအသွင်အပြင်ဖြစ်ခဲ့ပါတယ်။ စစ်ကူထုံးတို့အင်အားအတော့အဖို့ကအစဖြတ်တော့ခံရသလိုဤပညာမြင့် drone တွေပါတွဲဖက်စစ်စင်လာတဲ့အခါငကိုကရကနေမြေထိန်လောက်ဆိုင်ထားကြတဲ့စခန်းတွေကအကြဆုံးများခဲ့ရပါတယ်မူလကကြားဖြန့်ရှင်းလင်းရေးလို့ဆိုထားသလိုကိုကံအေးဟံမျိုးနွယ်စုကြားကမိဘကပြည်တနာလို့သာယူဆခဲ့ကြတာကလည်းအဓိကပြည်တနာဖြစ်ခဲ့ပါတယ်။နောက်မှာကိုကံကအထုဒေသပလောင်ဟာပြည်နယ်သစ်နဲ့အေဟာကွန်ဖက်ဒရိတ်အထိပြောဆိုလာကြပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲတက်မတော်ကိုတရုတ်ဘက်ကတိဒါသာရက်လိုက်တာလို့လဲသုံးသက်ရနိုင်ပါတယ်တက်မတော်ရဲ့စင်နီးပညာအဂရိတ်မြင့်နိုင်မှုစင်မူရန်ဥပဒေကနေအိဆာမြင့်တင်နိုင်မှုနဲ့နိုင်ငံရေးပန်းနှံ့မှုကြားမှာစီးရဲချင်းဝင်ရှာအပြောင်းလဲဖြစ်လာတဲ့နဂိုကရေက UNG နဲ့ပေါင်းစပ်နေတဲ့ KNU ကိုဒေသတွင်ကြားပြန့်လုပ်ငန်းစုရဲ့လက်နက်ကိုင်အဖြစ်ထင်ရှားစေဖို့ KK ဘက်ကတက်တည်ပြစရာတစ်ခုဖြစ်ခဲ့ပါတယ် စီဝါရေးကြဆင်းမှုရင်ဆိုင်နေရတဲ့ထိုင်းအတွက်အာရှလမ်းမပြန်ပွင့်ရေးဟာအသက်တမျှပါပဲ G2 G ချင်းပေါင်းစပ်မှုကောင်းတဲ့အခါနေရက EU တွေကဘာပြက်လျက်ရှိတယ်ဆိုတဲ့ theory ကအခုထိမှန်တုံးပါဒါကဘင်္ဂလားဒေ့ရှ်ကိုပါမက်ဆေ့ပေးလိုက်ဟန်ရှိပါတယ်အစိုးရချင်းသားဒီပလိုမက်တစ်ကစားရင် AA လဲမွေးကုံကူးမှုလူမျိုးတုံးတက်ပြတ်မှုတွေကိုတေချာပေါက်တောင်းဝန်ခံရပါလိမ့်မယ်။ ထန်းလျှောက်ပင်ကိစ္စတခုတည်းမဟုတ်ပဲရှင်းမှလည်းမျိုးတုံတပ်ဖြတ်မှုတွေကြုံထားတဲ့ဘင်္ဂလီတွေရဲ့နောက်ွယ်မှာ OIC အင်အားရှိတာကိုထွန်းမြတ်နိုင်တို့ရိပ်မိဖို့မပေါ်ပါဘူး NCA ငင်းငယ်ရဲ့အတွက်အကောင်းဆုံးမော်ဒယ်တစ်ခုပါပဲဒါပေမဲ့ပြည်သူအလုံးရဲ့ဆန္ဒကလက်နက်ကင်မရှိရေးကိုပဲမျောလင့်တောင်းတနေကြပါပြီ။ KNU ပြည်ရင်ပလောင် KIA AA နဲ့ပြည်တော်စုမဖြစ်ချင်တဲ့သူတွေကိုရှင်းလင်းပေးဖို့အလိုရှိနေကြပါပြီဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှမ်ပိုင်စိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအရေးအကြီးဆုံးဖြစ်တော့ဆိုရှယ်မီဒီယာတွေမှာဘယ်နည်းရတောင်းခံရင်ဘာဖြစ်ပြီးတော့ ဘဲသင်မောကြီးဘေနာရုံပြည်တို့စံတဖြင့်လူလူကို လိန်ခဲ့ညာခဲ့ကြတာမှတ်မိကြသေးပါတယ်။ပညာမတတ်တဲ့လူတွေယုံနာထားပါတော့လေ။ဒါပေမဲ့ကိုမိတ်ဆွေတွေကပညာတဲ့အတိုင်းဝိုင်းကလူတွေပါယုံကြတာကိုတော့တော်တော်လေးအော်ခဲ့မိပါတယ်။အသက်အရွယ်လဲတော်ယုံရပြီးပညာလဲဘွဲ့အလွန်တွေအထိပါသင်ပြီးသွားကြပါပြီ။ဒါပေမဲ့စဉ်းစားနိုင်တဲ့ဥနောက်မကြီးလာဘူးလို့ပဲပြောရမှာပါ။ ပန်ဆီလိုရဲ့ UN သင်္ဘောကြီးကိုဟောပေါ်ရှင်းလာကြတဲ့ကတော်ပါတော်ပါဆိုပြီး Facebook ပေါ်ကနေ unfriend လိုက်ရပါတယ်တကယ်တော့ခေပညာတွေတက်ယုံနဲ့ပညာတတ်မဖြစ်ဘူးဆိုတာ video file ကတက်သေးပါပဲမလေးရှားတနိုင်ငံသားလွတ်မြောက်နေမည်လိုခြင်းရင်မြန်မာနိုင်ငံတစ်ဝက်လောက်ကိုတင်ထားနိုင်မှရပါမယ် EO ရောဘရရောအလုံးပေါင်းရင်တော့ပြည်နယ်တစ်ခုလောက်လွတ်လွတ်ကျွတ်ကျွတ် မရထားပဲနဲ့ဒီလိုပေါ့လို့ဘဲစားပြောတဲ့တာဟာခွဲစိတ်ပါရဂူပညာတဲ့တယောက်ပါလို့ပြောရမှာတော့ရှက်ပါတယ်ဒီလိုပညာတဲ့ကျမပြည့်တွေဥဆောင်နေလို့လဲဒီတော်လန်ရေးမအောင်မြင်တာနေပါလိမ့်မယ်အခုယမန်မြန်မာနိုင်ငံတောင်ပိုင်းကင်ပြည်နယ်တွေကလေကိကို အနီး KK ဘက်ကိုတက်မတော်ကဝင်ရောက် စီးနင်းပြီးတဲ့နောက်မှာအွန်လိုင်း အလိန်လုပ်ငန်းတွေလုပ်ကင်နေကြတဲ့ဝန်ထမ်းပေါင်းထောင်ချီပြီးမြန်မာတွေကနေတိုင်းဘက်ကို ပြန်ကူးနေကြတာတွေ့ရပါတယ်။ကြားပြန်လို့ခေါ်တဲ့ online အလိန်ညာလုပ်ငန်းတွေကအာရှနိုင်ငံတွေမှာအခြေပြုတာများပြီးအထူးသဖြင့်စီးရဲတဲ့နိုင်ငံတွေရဲ့အစိုးရအုပ်ချုပ်မှုအောက်ကင်းလွတ်တဲ့ဒေသတွေမှာအခြေပြုကြပါတယ်။အဲ့ဒီအထက်ကမှမြန်မာကြားဖြန့်ကတော့ဥဟောတောင်းနေအဖြစ်ဆုံးပေါ်လေ မြန်မာနိုင်ငံကိုပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့လောက်ကိုင်းမှာကြားဖြတ်အမြင့်တွယ်လာတဲ့အချိန်တစ်ဆယ်နှစ်ခွန်ဆိုပြီး EU တွေကိုမီးစိမ်းပြခဲ့လို့ဘာမဆိုင်ညာမဆိုင်မျိုးသိမ်းတိုက်ပွဲတွေနဲ့မြန်မာတနိုင်ငံလုံးစင်မီအမွေးခံလိုက်ရပြီးလောက်ကိုင်းကနေရှင်းထုတ်ခံလိုက်ရတဲ့ကြားဖြတ်အဖွဲ့တွေဟာမြန်မာနိုင်ငံတောင်ပိုင်းဖြစ်တဲ့ကင်းပြည်နယ်တွေကိုအလုံးအရင်ရွှေ့ပြောင်းလာခဲ့ကြပါတယ် နောက်ဆက်ကွန် LRD လက်ထက်မှာစတင်ခဲ့တဲ့ရွှေကုတ်ကူမြို့သစ်စီမံကိန်းနဲ့နောက်ဆက်ကွန်မှာစတင်ခဲ့တဲ့ KK ဘက်စီမံကိန်းနေရာတွေဟာအစကတည်းကရင်းသလိုကာစီနိုလောင်းကစားမြို့တွေဖြစ်ဖို့ရည်ခဲ့တာ ဖြစ်လို့ကြမ်းဖြတ်တွေရဲ့မျက်စိကျရာနေရာဖြစ်ခဲ့ပါတယ်။နိုင်ငံတော်ဟိုပန်လောက်ကင်မြဝတီပန်ဝါစတဲ့ကိုပိုင်အုပ်ချုပ်ရေးဒေသတွေပဲဖြစ်စေ၊နေကြဆောင်တက်တွေရှိတဲ့ဒေသတွေဖြစ်စေ ဘိုလ်ချုပ်ကင်မှုအ ਨੇ ဆုံးဖြစ်အောင်ဒေသခံတိုင်းရင်းသားခေါင်းဆောင်တွေကိုပဲလုတ်ပိုင်ခွင့်တွေပေးထားတာများပါတယ်။ Federal Democracy နိုင်ငံတော်ကိုကနဦးကြောင်းလန်းနေတဲ့လမ်းကြောင်းကိုမြင်ရပြီမဲ့ဒေသခံတိုင်းရင်းသားတွေကတော့ဒီလုတ်ပိုင်ခွင့်တွေကိုအလွဲသုံးစားလုပ်ပြီးကိုယ်နေသားဖွံ့ဖြိုးတိုးတက်ဖို့အစားဖြက်လန်းနည်းတွေနဲ့ငွေရလွယ်တဲ့လမ်းကြောင်းတွေပဲလိုက်ခဲကြတာကိုလည်းတွေ့ရပါတယ်။ ရှမ်းမြောက်ကနေကင်းပြည်ရဲ့ရောက်ခဲ့တဲ့ဂျမ်းပြန့်ဟာအတိန်အသိမတက်ရင်30နှစ်ခွန်လိုမျိုးစင်မီမွေးခံရဥမဲ့အခြေအနေပါဒါပေမဲ့ဒီတစ်ခေါက်မှာတော့သင်္ကန်းစာရံသွားပြီဖြစ်တဲ့ဓမ္မရောဟာ BGN လက်အောက်မှာရှိတဲ့ရွှေကုကူကဂျားပြန့်တွေကိုအရင်စတင်ရှင်းလင်းစေပါတယ်ရွှေကုကူကဂျားပြန့်တွေကို BGN ကရှင်းနေတဲ့အချိန်မှာဓမ္မရောဟာ KNU လက်အောက်မှာရှိနေတဲ့နေမီတွေကိုထိုးစစ်ဆင်ပါတယ် လေကေဘောကိုရံပြီးမှကေကေဘက်ကိုဝင်ပြီးကြမ်းဖြတ်လုပ်ငန်းတွေကိုထက်ရှင်းရပါတယ်ဒီနေရာမှာမီဒီယာတွေဖွင့်သလိုစတန်လေးအစုံ30ဆိုတာလောက်ပဲထုတ်ပြပြီးအဖမ်းပြတယ်ဆိုတဲ့နေရာမှာလူပေါင်းတောင်းတဲ့ကြီးရှိနေတဲ့ကေကေဘက်မှာဝန်ထမ်းတွေဖမ်းမယ်ဆိုရင်ထိမ့်သိမ့်ဖို့နေရာကျွေးမွေးဖို့အစားအစာအခက်ခဲတွေအများကြီးရှိတဲ့အတွက်ကိုယ်အစီအစဉ်နဲ့ကို ပြန်စီဖို့ရည်ရွယ်တယ်လို့သုံးသပ်ရပါတယ်တကယ်လို့မလုံငါတော့ကေကေဘက်ထဲ ခွေးတကောင်ကြောင်တမီတောင်မရှိတော့တဲ့ဗီဒီယိုတွေကိုကြည့်ရင်သိနိုင်ပါတယ်။ဒါပဲပြောပြောကေကေပပြည့်ရင်တော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့မြမကြားဖြန့်တကြော့ပြက်ပြီလို့ယူဆပါတယ်။ဒါပေမဲ့မဲခေါင်မြေပေးတလျှောက်မှာရှိတဲ့လာအိုနယ်ဆက်ဒိုင်းနယ်ဆက်တရုတ်နယ်ဆက်ဒေသတွေမှာ ထပ်ပြီးတော့အခြေမချစေဖို့တော့လိုပါတယ်။ EU တွေကိုယ်နိုင်ငံရဲ့နာမည်ကိုငွေမျက်နှာတကူတဲ့နဲ့မဖြတ်ကြပါနဲ့တော့လို့ တင်ပြပေးလိုက်ရပါတယ်ခင်ဗျာကဲအားလုံးကိုဒုပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရိုင်းဆိုင်မှုမပါဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်